ါပါရှင်အကျွေးဒီနေ့ဗီဒီယိုထဲမှာတော့ business နဲ့ပတ်သက်တဲ့အသုံးအနှုန်းလေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။မွန်နမိုက်တော်တော်များများကအကျွေးကိုအခုဒီ တန်းထဲမှာ speaking လေးချင်းရပါ ਈ ဆိုလို့ရှိရင် visit အသုံးနှုံးလေးတွေမှာတို့က visit ဆိုတာနဲ့ to ကိုတစ်ခါတည်းထည့်ပြီးတော့သုံးတာလေးတွေတော်တော်များတွေ့ရတယ်။အဲ့ခါကျတော့အဲဘယ်နေရာမှာသုံးရင်တော့ to ထည့်ရမယ်။ဘယ်နေရာမှာသုံးလို့ရှိရင်တော့ to မထည့်ရဘူးဆိုတာလေးကိုကျွေဒီနေ့ပြပြပေးသွားမှာဖြစ်ပါတယ်။ visit ကိုကျွေလို့သုံးမယ်ဆိုလို့ရှိရင်ပေါ့နော်။အာ noun အနေနဲ့သုံးလို့ရတယ်။ verb အနေနဲ့သုံးလို့ရတယ်။ပြီးတော့ဟုတ်ပြီအလဲသွားတယ်အလဲသွားတယ်ဆိုတဲ့ကနေရာကိုအလဲသွားတာဖြစ်နိုင်တယ်လို့တယောက်ယောက်ကိုတော့တွေ့တာ ွားလဲတာလည်းဖြစ်နိုင်တယ်အဲ့တော့လူကိုသွားတွေ့တာပဲဖြစ်ဖြစ်အနေအရာတစ်ခုခုကိုအလဲသွားတာပဲဖြစ်ဖြစ်နှစ်ခုလုံးမှာသုံးလို့ရတယ်။နောင်းအနေနဲ့သုံးပါလား၊ verb အနေနဲ့သုံးပါလားဆိုရဲပုံမူတည်ပြီးတော့ क्वे သွားတာပေါ့နော်။ပထမအဆုံးတစ်ခုအနေနဲ့ Julie ကဒီ visit ကို verb အနေနဲ့သုံးတာလေးကိုရှင်းပြချင်ပါတယ်။အဲ့တော့ verb အနေနဲ့သုံးမယ်ဆိုရင် to လုံးဝမထည့်ရပါဘူး။အခု example sentence တွေထဲမှာကြည့်ကြည့်မယ်နော်။ I'm going to visit my grandparents this weekend. ဒီတစ်ပတ်အဖိုးအဖွားတွေစီကိုသွားလည်မယ်။ အဲ့ဒီခါကျတော့ဒါက verb အနေနဲ့သုံးထားတာဖြစ်တဲ့အတွက် visit my grandparents လို့ပဲသုံးပါတယ် visit to my grandparents လို့သုံးစရာမလိုပါဘူးအဲ့ဒီလိုမျိုးပဲမနှစ်ကငါတို့ဂျပန်ကိုအလှည့်သွားခဲ့တယ် we visited japan last year we visited to japan လို့သုံးလို့မရဘူးပေါ့နော်နောက်တစ်ခုကကျူရီတို့တခြားသိချင်တာလေးတွေရှိရဲဆိုရင်ကျမတို့ website ကိုဝင်ကြည့်လို့ရပါတယ်အဲဒီလိုအသုံးနှုန်းမျိုးဆိုလို့ရှိရင်တော့ visit our website for more information အခုဒီမှာဆိုလို့ရှိရင်မှတ်မိလွယ်အောင်လို့အကျွေး example လေးတွေလုပ်ပြပေးထားတယ်။ကိုမှတ်ရမှာက visit ကို verb အနေနဲ့သုံးလဲဆိုရင်ထူထည့်ပြီးတော့သုံးစရာမလိုပါဘူး။နောက်တစ်ခုပေါ့နော်။ noun အနေနဲ့သုံးမယ်။ noun အနေနဲ့သုံးလို့ရှိရင်တော့ to ကထည့်ကိုထည့်ပေးရတယ်။အဲငငယ်တော့ငါကြည့်လို့ letter essay တွေရေးတဲ့အခါကျတော့သိမှာပေါ့နော်ဂျွာတိုးအလဲတစ်ခေါက် a visit to a village တနေရာရာကိုအလှည့်သွားပြီအဲ့ဒီမှာဆိုလို့ရှိရင်ကျွန်ဒီ a visit လို့အတန်းထွက်လိုက်တာတွေ့မှာပေါ့နော်ဒါဆိုရင်တော့အနောက်အနေနဲ့တုံးထားတာဖြစ်တဲ့အတွက်အနောက်မှာ to ထည့်ကိုထည့်ပေးရပါတယ်ဥပမာဘယ်လိုနေရာလေးတွေမှာတုံးလို့ရလဲကြည့်ကြည့်အောင် thanks for your visit အလှည့်လာပေးတာကျေးဇူးတင်ပါတယ်အဲ့တော့ဒီမှာက your visit ဆိုတာဒီ noun အနေနဲ့သုံးထားတာပါဒီလိုမျိုးအလယ်လာတဲ့အတွက်ကျေးဇူးတင်တယ်ပေါ့နော်နောက်တစ်ခု we had a wonderful visit to the village ရွာကိုအလဲသွားတာအရင်ပြောကိုကောင်းတယ် a wonderful visit ဒီမှာလဲနောက်အနေနဲ့သုံးထားတာဖြစ်တဲ့အတွက်အနောက်မှာ to ပါထည့်ကိုထည့်ပေးရပါတယ်နောက်တစ်ခါကျတော့ဂျူရို visit ကိုအလဲသွားတယ်နောက်အနေနဲ့သုံးမယ်ဆိုရင် pay a visit လို့သုံးလို့ရသေးတယ် ဒီသုံးလုံးလေးကတော့တော်တော်များများငငယ်တဲ့ကနားယူဝနိုင်မယ်လို့တော့ထင်ပါတယ်။ဒီထဲမှာလည်းကျွေးဥပမာလေးထည့်ပေးထားတယ်။ဖောက်ဖွားစီအလယ်မသွားတာကြပြီ။အဲ့တော့ငါဒီလားကုန်လို့ရှိရင်တော့သွားလည်အောင်မယ်။အဲသွားလည်မယ်ဆိုတဲ့နေရာမှာ we should pay a visit to grammar at the end of this month ီလိုမျိုးလေးသုံးလို့ရပါတယ်အဲ့ခါကျတော့အခုဒီ visit အသုံးနှုန်းကိုခြုံပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်ဂျူရို verb အနေနဲ့သုံးပါလား noun အနေနဲ့သုံးပါလား verb အနေနဲ့သုံးနေဆိုရင်တော့ထူထည့်စရာမလိုဘူး noun အနေနဲ့သုံးနေဆိုလို့ရှိရင်တော့ t o ထူထည့်ပေးရပါမယ်အခုတော့ဒီဗီဒီယိုသင်ခန်းစာလေးကြည့်ပြီးတော့ထူထည့်ရမှာလားမထည့်ရအောင်ဆိုတာကိုနားလည်ပြီးတော့ထင်ပါတယ်ထုံးစံတိုင်းကြီးကဗီဒီယိုလေးတွေမှာရှင်းပြပေးပြီးဆိုလို့ရှိရင်တကယ်နားလည်မလဲသိစေချင်တဲ့အတွက်အမြဲတမ်း လေ့ကျင့်ခန်းလေးတွေပေးလို့ရှိရပါတော့เนาะအခုလေထုံးစံအတိုင်းပဲဒီဗီဒီယိုရဲ့အောက်မှာ comment box ထဲမှာမေးခွန်းလေးတွေတော့ဖြေလို့ရပါတယ်ကွက်လက်လေးတွေဖြေကြည့်ပါတကယ်လို့ငါးမှတ်မှာငါးမှတ်လုံးရတယ်အမှတ်ကြီးရတယ်ဆိုလို့ရှိရင်တော့ကိုက visit နဲ့ပတ်သက်တဲ့အသုံးအနှုန်းကိုကိုလုံးဝနားလည်သွားပြီးကိုတုံးလိုက်တဲ့စကားလုံးကအနောင်းအနေနဲ့တုံးပါလား verb အနေနဲ့တုံးပါလားထူထည့်ရမှာလားမထည့်ရလားသိသွားပြီပေါ့เนาะတကယ်လို့အမှတ်ပြေမရသေးဘူးဆိုရင်တော့ထပ်ပြီးတော့လေ့လာဖို့လိုပါသေးတယ်ဗီဒီယိုလေးကိုအဆုံးထိတိကျပေးလို့ကျေးဇူးတင်ပါတယ်ကျေးဇူးနောက်သင်ခန်းစာမှာပြန်တွေ့ကြပါမယ်